ရှမ်းမြောက်မှာစစ်တပ်နဲ့တအန်းသက် TNL ကြားအပြည့်ရက်ပြီးရောက်စစ်ကုမရှင်ကရခိုင်ဒေသကိုလေကြောင်းနဲ့ထိုးစစ်ဆင်မှုအချိန်မြင့်လိုက်ပါတယ်။အရခတ်သက်တော် EE ကစစ်ကုမရှင်တပ်ဖွဲ့တွေဟာရှမ်းမြောက်ဒေသမှာအပြည့်ရက်ပြီးနောက်ပိုင်းရခိုင်ပြည်သူတွေကိုအဓိကပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်မှုတွေအချိန်မြင့်တင်လာတယ်လို့ထုတ်ပြန်လိုက်ပါတယ်။ အေရဲ့တုံတက်ချက်အရာလက်ရှိအချိန်ဟာစစ်ကိုမရှင်သွဲရခိုင်တပြည်လုံးကြီးပါလက်လူဆုံရှုံဖို့လက်တကန်းအလူကိုရောက်နေပြီဖြစ်ပါတယ်စစ်ကောမရှင်ဟာရှမ်းမြောက်မှာစစ်စင်ရင်နေမြင့်ကျင်းသွားတာကို အခွင့်ကောင်းယူပြီးရခိုင်ပြည်ထဲထိုးစစ်ကို မြစ်လိုက်တဲ့အပြင်ရခိုင်ရိုးမာနယ်ထိဆက်နေတဲ့ပဲခူးမကွေးအေဝရီတိုင်းတို့အပြင်အေအေလှောက်ရှားတဲ့နေရာတချို့မှာပါတိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကဆိုပါတယ် ဒီရက်ပိုင်းအတွင်းစစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားထိခိုက်မှုတွေတိတိကျကျမြင့်တက်လာခဲ့ပါတယ်။အော်တိုဘာ30ရက်တရက်ထဲမှာပဲစစ်သွေးရတိတာပုံနှကျုံစတဲ့မြို့နယ်၅ခုမှာအရက်သား၈ယောက်တည်ဆုပ်ပြီး22ယောက်ထဲရရခဲ့ပါတယ်။အော်တိုဘာ31ရက်မှာလည်းပုံနှကျုံကပန်းနီလာရွာကိုဘုံကျဲလို့အရက်သား၄ယောက်ထပ်ပြီးတည်ဆုပ်ခဲ့ရပါတယ်။ အေအေကဒီလိုစတင်ကြောင်းဖုံးကြီးကြောင်းနဲ့လူနေထူထပ်တဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာဟာစီးရဲစဝမှုဖြစ်ပြီးစစ်ရှုံးနေတာကိုဖုံးကွယ်ဖို့အပြစ်မဲ့ပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေတာပဲဖြစ်တယ်လို့ပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။ဒါကြောင့်အေအေကရခိုင်ပြည်သူတွေကိုစစ်ကောမရှင်တပ်ရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုရန်ကို အရင်ကထက်ပိုတတိထားကြဖို့ထုတ်ပြန်တိုက်တွန်းထားပါတယ်။